ရန်ကုန်တိုင်း၌ပဲမျိုးစုံအေကငါးသိန်းခန့်အထိစိုက်ပျိုးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးရထွေး၌အခု2024-2025ခုနှစ်အတွက်ဘဲမျိုးစုံအေးက9တရက်ထိစိုက်ပျိုးထားပြီးရာထားချက်ထပ်ပုံမိုစိုက်ပျိုးထားနိုင်တယ်လို့တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။ အထီလိုစိုက်ပျိုးရာမှာမပဲပဲတီဆိုင်ရာပါဝင် အခြားပဲမျိုးစုံစုစုပေါင်းစိုက်အေက၄သိန်းတထောင်ကျော်စိုက်ပျိုးဖို့ရထားပေမဲ့အေက၅သိန်းဒီပါအထီစိုက်ပျိုးနိုင်ခဲ့တယ်လို့ဆိုပါအထည် ဘဲမျိုးစုံစိုက်ပျိုးရှာမှမပဲအေက4300ကျော်စိုက်ပျိုးရန်ရှာထားတော်လဲ6100အေကကျော်နဲ့ရှာထားချက်ထက်စိုက်အေကပိုမိုစိုက်ပျိုးထားတယ်လို့ဆိုပါတယ်ဘက်ဒီစိန်ဆိုင်အေကမှမူ3600အေကစိုက်ပျိုးရန်ရှာထားက4200အေကကျော်စိုက်ပျိုးထားကရှာထားချက်ထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သလိုအခြားပဲအေက1000နီးပါးစိုက်ပျိုးထားတယ်လို့လည်းသိရပါတယ်ရှင်